Chrome မြန်မာအစီအစဉ်ကနေကြိုဆိုပါရစေ။ကျမကြည်တာပါ။ မြန်မာပြည်ရဲ့နိုင်ငံရေးစီးပွားရေးလူမှုရေးနယ်ပယ်ကသက်ဆိုင်ရာကျွမ်းကျင်သူတွေအောင်မြင်ကြကြသူတွေဘဝမှာထူးခြားတဲ့မှတ်တိုင်တွေကိုဒီဇိုင်းမမှတ်ရုံးကန်စ조사ရင်စိုက်ထူဖြတ်တန်းနေကြသူတွေအကြောင်းဂုံယူပေါ်ရလူပုဂ္ဂိုလ်တွေရဲ့ဘဝအကြောင်းကိုအပတ်စဉ်တင်ဆက်ပေးနေတဲ့အစီအစဉ်ဖြစ်ပါတယ်။ဒီတစ်ပတ်မှာတော့မြန်မာမှုရှေးဟောင်းဘိတုကပညာတွေနဲ့ပန်းစယ်မျိုးပညာတွေကိုရှေးမှုမပြောက်ပြက်အောင်နဲ့ရေရှည်တည်ရအောင်စ조사လှုပ်ဆောင်နေတဲ့မန္တလေးမြို့တန်ပဝရီကမြန်မာမှုရှေးဟောင်းဘိတုကပညာရှင်ဆရာကြီးဦးဝင်းမောင်နဲ့တွေ့ဆုံသွားမှာ ှာပဲဖြစ်ပါတယ်။ဆရာကြီးမင်္ဂလာပါရှင့်။မင်္ဂလာပါခင်ဗျာ။ဆရာကြီးပထမအဆုံးအနေနဲ့ပေါ့နော်ဆရာကြီးရဲ့မိဘတွေအကြောင်းသိချင်ပါတယ်ဆရာကြီး။ကျွန်တော်ခင်ဗျာဆရာဦးကျော်ကြီးပါ။ပန္နလီရင်းမှုဌာနကိုဖွင့်လှစ်ထားတဲ့အနုပညာကျောင်းမှာဘုံဆရာတော်ဝင်ကို7နှစ်လောက်တန်းဆောင်ခဲ့ဦးပါတယ်။ကျွန်တော်အမေကတော့ဒီအင်းလက်ထက်တော်ကမူမမျိုးရောပါ။ ဆရာကြီးဒီပေါ့နော်ဆရာကြီးရဲ့ဖခင်ဖြစ်သူဆရာနေမှာပေါ့နော်ဆရာကြီးဘလို့ပညာတွေကိုဆရာကြီးသင်ယူခဲ့တယ်ဆိုတာကိုလည်းပြောပြပေးပါအောင်ဆရာကြီးဟုတ်ကဲ့ကျွန်တော်တို့တံပါးဝတီရောက်ွက်ဆိုတာကမရဘူရာခေဘူးတော်ဗျာလက်ထက်ကလေးကအနုပညာရှင်တွေအားလုံးကိုစုပြီးတော့မှမြို့တော်နဲ့အနည်းဆုံးနေရာမှာနေရာချပေးတော့တရားကွက်လုံးကအနုပညာရှင်တွေကြီးပါပဲဘဝထူးတဲ့လူတွေရှိတယ်တန်နည်းလုပ်တဲ့လူတွေရှိတယ်ကြီးသွန်းတဲ့လူတွေရှိတယ်ကြောက်စိတ်လုပ်တဲ့လူတွေရှိတယ် အော်ဘဘဲလုတ်တဲ့လူရှိတော့အဲ့တော့ကျွန်တော်ငယ်ငယ်တုန်းကကြောင်းတက်တယ်ဆိုရင်ကြောင်းတက်တဲ့အချိန်မှာတက်ပြီးတော့ကြောင်းဆင်းတာနဲ့အရင်ထဲမှာကြည့်တဲ့ဒီဘူတဲတွေပေါ့ကျွန်တော်ကဘူဝါရနာပါတော့ဘူတဲတွေပဲသွားအဲသွားရင်းနဲ့ဘူဆရာလေးစီကနေကြာဘူးနာဝတင်တယ်။နောက်ကျွန်တော်ဖေရလည်းအိမ်မှာဘူလုံကထောင်းထားတော့အဲဒီအဖေနဲ့တွဲပြီးတော့ခုနှစ်တန်းချစ်တန်းလောက်ကလေးကဒီ ခဘူးလုံးကစတင်ခဲ့တာပါအဲ့တော့ကန့်ကူလေးလေးရတော့ကျွန်တော်အဖေကကျွန်တော်အတွက်ပဘူးပညာရောဒီပဘူးပညာရဲ့ပုံထုတ်တဲ့ဒီပကြီးပညာရောနှစ်ခုတလုံးကိုကျွန်တော်အဖေကတင်ပေးပါဟုတ်ကဲ့လွှမ်းမမှုอ่ะပေါ့နော်ဆရာကြီးပုံမှာဘယ်လောက်ရှိလဲပြောဆရာကြီးဒီပညာရက်တွေကိုပေါ့နော်မျက်နှာတက်ဖို့တခြားပေါ့နော်ဆရာကြီးကိုစေ့ဆော်တဲ့အကြောင်းအရာတွေကတော့ဘယ်အကြောင်းအရာတွေများဖြစ်မလဲလဲပြောပြပေးပါအောင်ဆရာကြီးအဓိကကတော့ပထမပြောခဲ့တဲ့ကျွန်တော်ဒီဆရာဦးကျော်ညီနဲ့ဆရာဦးမမော် ကျွန်တော်ဆယ်ရက်အောင်တဲ့အချိန်ကျတော့စိတ်ပိုင်းပြလိုက်တယ်။အစိုးရလာကစားလုပ်မလား။လက်မှုပညာလုပ်မလားဆိုတော့ကျွန်တော်လက်မှုပညာဝါသနာပါတဲ့အတွက်ကျွန်တော်ဖေးဘူးကျွန်တော်ပြောတယ်။ကျွန်တော်ဆယ်ရက်အောင်ပြီးပြီ။ဆယ်ရက်လည်းအမှတ်တော်တော်ကောင်းကောင်းနဲ့အောင်လေကျွန်တော်တို့ခေတ္တရဆိုရင်ဟိုဟရိုင်းဒီပေါ့နော်။ဒီစက်မှုတက်ကသူပြည်သူကတက်လို့ရတယ်အမှတ်ကြီးကျွန်တော်အောင်ခဲ့။ကျွန်တော်ကြောင်းချက်မတက်ခြင်းဘူး။အခုပဲကိုဖခင်ရေဦးဗလာလုပ်ငန်းမဲ့ဆက်လုပ်မယ်ဆိုတဲ့ကကျွန်တော်အဖေက ဥပမာလေးတခုပြောပါတယ်။ပညာတတ်ထားတယ်ဆိုတာမလိုဘူး။ဘုမှုပညာဆိုတာစာလုံးဝမတတ်တဲ့လူလည်းသင်ပြီးလို့ရတယ်။လေးတာခုနှစ်တန်းဆယ်တန်းစတဲ့ဒီအတတ်ပညာအစ်အတတ်ပညာအောင်တဲ့လူကိုလည်းသင်ပြီးလို့ရတယ်။တက်တော့ဘွဲရတဲ့လူလည်းသင်ပြီးလို့ရတယ်။ဘာနဲ့ဥပမာလူလဲဆိုတော့ရေတုံကြီးတစ်ခုကရေကြီးကြတယ်။ရေရဲ့ပမာဏမှန်းဆလို့မရဘူး။အနန္တရှိတယ်။ ါပေမဲ့သွားခံတဲ့ပုဂ္ဂိုလ်ဟာခွက်သေးသေးလေးနဲ့သွန်းတော့တင်တဲ့ခွက်ကလေးနဲ့သွားခံလို့ရှိရင်သွန်းတော့တင်တဲ့ခွက်ကလေးပဲရတောက်ရီဗလာနဲ့သွားခံရင်တောက်ရီဗလာလောက်ရကိုယ်ကင်တဲ့ခွက်ရဲ့ပမာဏဟာကိုယ်တင်ကြားထားတဲ့ပညာရနဲ့ဆိုင်တယ်အဲ့တော့ဘာသာဘွဲရအောင်ရင်ကြိုးစားပါဘွဲရလိုက်လို့ရှိရင် way of thinking ပေါ့ပြဿနာတစ်ခုဘယ်လိုဖြေရှင်းရမလဲဆိုတဲ့နည်းရှိလို့ရှိရင်အဲ့ဒီနည်းနဲ့ ်ပညာသင်တာပူပြီးတော့တက်လွယ်တယ်ဆိုတာအဲကျွန်တော်အပြင်အဆုံးမချက်ကိုကျွန်တော်လိုက်လာပြီးတော့เจ้ามณีတော့ဘူးလို့ဆုံးဖြတ်ပြီးမှပွဲရအောင်တော့တလေးနှစ်သင်ခဲ့တာသင်ခဲ့တဲ့အတွက်လည်းအကျိုးကျေးဇူးအများကြီးရှိခဲ့ပါတယ်ဆရာကြီးဒီတက္ကသိုလ်ကနေပေါ့เนาะအကြောင်းပြီးတဲ့အခါမှာဆရာကြီးပထမအဆုံးစပြီးတော့မှလှုပ်ဖြစ်တယ်ပေါ့เนาะဆရာကြီးရဲ့ဒီမြန်မာမှုလက်ရာတွေကဘာဖြစ်မလဲဆိုတာလည်းပြောပြပေးပါအောင်ဆရာအကြီးကြီးမားမားဆိုလို့နှစ်ခုရှိပါတယ်တစ်ခုကတော့1969ခုနှစ်ကနေဒါနိုင်ငံမှာ နိုင်ငံတကာပြပွဲပေါ့နော်ဟိုပါပေါ့ဟို expo ပေါ့ expo 67အဲ့ဒီအဆောက်အဦတွေလုပ်တဲ့မြန်မာနိုင်ငံအဆောက်အဦတွေမြန်မာနိုင်ငံကနေသွားသွားရောက်ပြီးတော့ဆောက်လုပ်တဲ့မြန်မာမှုဆိုင်ရာအဆောက်အဦတွေအဲ့ဒီဟာတွေကိုကျွန်တော်တို့ကဒီနဲ့တွဲပြီးတော့လုပ်ခဲ့ရပါတယ်အဲ့ဒီတော့ MIC နဲ့တွဲပြီးတော့လုပ်ရတာနောက်တစ်ခါ ဘောင်ကော80ခု expose MD ဂျပန်နိုင်ငံဥစ္စာကမှာလုပ်တဲ့မြန်မာပြကန်းကြီးပေါ့အဲ့ဒါကတော့ကျွန်တော်တို့ပြည်ကြီးပုံဖောင်ကြီးပုံတာကန်အတူတကူလုပ်တယ်ကန်ထဲမှာဒီနဂါးကြီးနှစ်ကောင်ပါတဲ့ပြည်ကြီးပုံဖောင်ကြီးနဲ့ဒီဘုံ80မြန်မာပြတ်တက်ကြီးပေါ့အဲ့ဒီအရာဒီအားလုံးကိုဒီအမဲပညာလို့ခေါ်တဲ့ကုကိတော့တန်ကြီးပေါ့နော်အဲ့ဒါနဲ့ကျွန်တော်ဦးလေးနဲ့တွေ့လို့တယ်ကျွန်တော်အပြင်လည်းအတွင်းကအပြင်ကမှာရှိတဲ့ ေသားဘုံလုပ်ငန်းတွေကိုလုပ်ပြီးတော့အဲ့ဒီလုပ်ငန်းကြီးနှစ်ခုကတော့ကျွန်တော်ပထမဆလုပ်တဲ့အထက်မှာအကြီးကျယ်ဆုံးလုပ်ငန်းဟုတ်ကဲ့ပါဆရာကြီးဆရာကြီးပြီးတော့ပေါ့နော်ဒီရှေးဟောင်းနဲ့ဆရာကြီးဆက်ဆက်ပြီးရနောက်ပိုင်းမှာပေါ့နော်ဆရာကြီးဒီဘကူးနန်းတော်ပကံနန်းတော်ရွှေဘူနန်းတော်ပေါ့နော်ဆရာကြီးမန္တလေးနန်းတော်တွေဟုတ်ကဲ့ဆရာကြီးပြည်ပြင်ပြောင်းလဲမှာထဲမှာလည်းဆရာကြီးအနေနဲ့ပါဝင်ခဲ့ရတယ်ဆိုဆရာကြီးအဲ့ဒီအကြောင်းလေးကိုလည်းပြောပြပေးပါအောင်ဟုတ်ကဲ့ခင်ဗျကျွန်တော်တို့ကဒီဆရာကြီးဥမ္မောင်တင်စီမှာနန်းတော်ဘောင်းဆောင်ရဲ့ပရပိုက်စုထားတာရှိပါတယ်ဒါဆရာကြီးသူ့ ်ရင်တော့တော့သူကိုယ်ပိုင်စုထားတာပေါ့နော်နောက်တော့သူကဒါရေအောင်သူ့လိုကနာကိုလှူလိုက်တယ်ကျွန်တော်တို့နန်းတော်တွေဆောက်ပြီးတဲ့နောက်အဲ့တော့ငကိုတဲကကျွန်တော်ဇာယုမောင်းတဲ့ဒီရှိတဲ့အခါအဲ့ဒီပရပိုင်ကြီးကိုလေးလာလေးလာတဲ့အခါကျတော့ဇာယုမောင်းတဲ့ကသူကဘိက္ခုကမဟုတ်တဲ့အခါကျအဲ့ထက်မှာဘိက္ခုကဝေါ်ဟာရတွေပါပါတဲ့အခါကျတော့မောင်းမောင်းကြီးငါတို့ကစာပြီးပညာရှင်ဖြစ်တော့စာပြီးနဲ့ပတ်သက်တဲ့ဝေါ်ဟာရတော့တည် ဒီဒုက္ခပညာရကတော့မင်းကိုယ်တိုင်ပြောရမယ်အဲ့တော့ဒီ provide ကိုကြည့်ဒီထဲမှာပါတဲ့ဟာကိုအပြင်မှာကြည့်နေတယ်လက်သမားဆရာကြီးတွေနဲ့တိုင်နေမိပြီးတော့မှလောက်ပါဆိုတဲ့အခါကျတော့ကျွန်တော်အဲ့ဒီနန်းတော်မဆောက်ခင်ပဝေတနီတွေကဆရာကြီးမောင်အနေနဲ့ဆက်မိတဲ့အချိန်တွေကဒီ provide ထဲမှာပါတဲ့စည်ရီးစွတ်တဲ့နီးတွေအစည်ရီးတွေအခေါ်ဝော်တွေအဲ့တိုင်နေရဲ့အခေါ်ဝော်တွေပြတ်တတ်တဲ့အခေါ်ဝော်တွေပြတ်တတ်တဲ့မှာတုံးတဲ့ member ပေါ့နော်အဲ့အရင်တို့ခေါင်းအုပ်တို့ ဟောလေညတိုင်းလို့စားတယ်အဲ့လိုစကလုံးတွေကိုဒီကြီးပါတွေကိုရောက်လို့ရှိရင်ရွာမှာအကြီးလက်သမားကြီးတွေရှိသေးတယ်ရှင်းခေါ်တွေနားလဲတာရှိတော့အဲ့တော့ရောက်တဲ့အရာမှာကျွန်တော်အဲ့ဒါတွေကိုမေးပြီးတော့မှဓမ္မဝိပုတ္တကအဲ့အတွက်၄င်းလာမှုရှိတာပေါ့ကျွန်တော်နိုင်ငံမှာအားနည်းရရှိတာကဒီ RID လို့အကြောင်းမျိုးမှာပြည်သူ့ကပညာရေးတင်တယ်ဒါပေမဲ့နောက်တိုင်းပြည်သူ့ကပညာပဲအဲ့ဒီချိန်တော့ပါပေါ့နော်တင်တဲ့အခါကျတော့အဲ့ဒီအကြောင်းမှာကျွန်တော်တင်လို့မရဘူးဒါက ဘယ်เจ้าမှမရှိတဲ့ဒီသူကကွယ်လွန်သွားပြီရဲ့ဆရာကြီးတွေဒါမှမဟုတ်တက်ကြီးတင်ကြားကြည့်ပြီးတော့တက်တော့80 80ရှိတဲ့ရှေးလက်သမားဟောင်းကြီးတွေကိုကိုယ်တိုင်မင်းများပြီးတော့မှရှေးဟောင်းအဆောက်အဦကိုကိုယ်တိုင်တိုင်းထွာပြီးတော့မှဇာကြီးဦးမောင်တင်အကူကြီးနဲ့ဒါတွေကကျွန်တော်တို့ပြန်ပြီးတော့လေ့လာနေရတာ။ဒါနှစ်ပေါင်း40လောက်လေ့လာတဲ့အခါကျတော့ဒီဘိသုကကျမ်းကိုတော်တော်ကြည်ညင်းညက်သိလာတယ်လို့ဇာကြီးဦးမောင်ရဲ့ဂျေဇူး ်လက်တွေ့ကွင်းစင်းတဲ့ဂျေဇူးလက်တွေ့ကွင်းစင်းတဲ့အောင်စီစီမင်းနဲ့ကျွန်တော်ရဲ့မိဘတွေရဲ့ဂျေဇူးနဲ့ဒီပညာတွေကိုတက်ခဲ့ရမြန်မာဟုတ်ပြီးသူကပါပေါ့နော်ဆရာကြီးဟိုတမိကြောက်တာဒီအိန္ဒိယနိုင်ငံကနေပေါ့နော်ဆရာကြီးဗုဒ္ဓအယူဝါဒနဲ့တူရောက်လာတယ်လို့သိခဲ့ရပါတယ်ဆရာကြီးဟုတ်အဲ့တမိုင်းကြောင်းဆိုင်ရာလေးကိုလည်းဆရာကြီးနေနဲ့ရှင်းပြပေးပါအောင်ရှင်ဟုတ်ကဲ့ကဲ့ကျွန်တော်တို့နိုင်ငံကအိန္ဒိယချင်းနိုင်ငံနှစ်နိုင်ငံရှိပါတယ်တရုတ်နိုင်ငံနဲ့အိန္ဒိယနိုင်ငံတရုတ်နိုင်ငံကလည်းရင်းချမှုအင်တာဆော့တဲ့အိန္ဒိယချင်းနိုင်ငံကအိန္ဒိယနိုင်ငံကလည်း ရည်ရည်မှုစောတဲ့နိုင်ငံဒါပေမဲ့ကျွန်တော်သမိုင်းကိုကြည့်လိုက်လို့ရှိရင်သမိုင်းမတင်မီခင်းတဲ့သမိုင်းတင်တဲ့ခင်း prehistoric period နဲ့ historic period နှစ်ခုရှိတယ်ကတရုတ်ပြည်က prehistoric period ကကျွန်တော်တို့စီကိုပညာရပ်တွေရတယ်ကြီးသွန်းတဲ့ပညာရပ်ကြီးခေတ်ဥက္ကဋ္ဌကလုပ်တဲ့ပညာရပ်ကြီးခေတ်ဟိုအနည်းနဲ့လူသုံးလက်နဲ့ကရိယာတွေလုပ်တဲ့ပညာရပ်အဲ့ဒီပညာရပ်တွေရတယ်တန်ခေတ်ရောက်တဲ့အခါကျတော့ အဒီတရားသူဝင်နှစ်လောက်ရောက်တဲ့အခါကျတော့ကျွန်တော်အိန္ဒိယနဲ့ဆက်သွယ်ရတယ်ဆက်သွယ်ရတယ်ဆိုတာကဘုရားဘာသာပြန်ပွားအောင်မစ်ရှင်နရီပေါ့သာသနာပြုပုဂ္ဂိုလ်တွေနဲ့အတူတူပါလာတဲ့ဒီပညာရှင်တွေကနေတစ်စက်ရခဲ့တယ်ဆိုတော့ကျွန်တော်တို့ဒီပန်းစင်မျိုးပညာရတ်တွေရဲ့ historic period ပေါ့နော်တမိုင်းတင်ပြီးတဲ့နောက်ပိုင်းမှာပေါ်ထွန်းခဲ့တဲ့ဒီ historic period မှာ ထုံးကားခဲ့တဲ့ပန်းစင်မျိုးပညာရကတော့ကျွန်တော်အတေယုကရတာတဲ့အိန္ဒိယကရတယ်လို့ပြောပါတယ်အဲ့တော့အိန္ဒိယနိုင်ငံထဲမှာနီပေါနိုင်ငံဆိုတာရှိပါတယ်နီပေါနိုင်ငံကဝုဒ္ဒနာကိတ္တချာပေါ့နော်တင်သားနဲ့လုပ်တဲ့အစားဥပဒေအများကြီးရှိတဲ့အတွက်ဝုဒ္ဒနာကိတ္တချာကိုနီပေါကနေအိန္ဒိယအိန္ဒိယနေတည်းမြန်မာရခဲ့တယ်နောက်မေဆန်နရီဝါပေါ့ကြောက်တို့အုတ်တို့နဲ့စောက်တဲ့ဒီလက်ရှိကျွန်တော်တို့ပကံပြားတွေကိုတည်တဲ့ပြည်သူက အုတ်နဲ့ကြောက်နဲ့တည်တဲ့ပြည်ညာကတော့အိန္ဒိယကရရတယ်သူတို့ဒါအိန္ဒိယနိုင်ငံကဒီတိသာပြည်သူ့ကပြည်ညာရောကျုပ်ကြောက်နဲ့အုတ်နဲ့ပတ်သက်တော့ပြည်သူ့ကပြည်ညာရောကျွန်တော်တို့ကအိန္ဒိယကနေတဆင့်ရတယ်လို့ပြောလို့ရတယ်ဒီနောက်ပိုင်းမှာပါကျွန်တော်တို့ကတိတိလင်္ကာနိုင်ငံနဲ့ဆက်သွယ်တဲ့အခါကျတော့ပုံတရာနေတရားနည်းပညာအသစ်တွေရတယ်ဒုတိယအကြိမ်ရတော့နောက်ပိုင်းကုမောင်ခေရောက်တော့မှကျွန်တော်တို့ကဟိုထိုင်းလို့ခေါ်နေတဲ့ယူရီးယားကနေအယူတရားကနေပြီးတော့ရတော့ကျွန်တော်တို့ခဏိ အုပ်ွဲလောက်ကန်နေတဲ့မြမမှုပြုသူကပြုသူကပိုင်းဆိုင်ရာအပြောင်းအမွန်အလုံးဟာအိန္ဒိယတတိလင်္ကာနီပေါ်ထိုင်းနိုင်ငံတွေကနေပြီးတော့ကျွန်တော်ရဟုတ်ကဲ့ဟုတ်ဆရာကြီးဒီဆရာကြီးဒီပေါ့နော်ပန်းဆယ်မျိုးဆိုရဲဒီပညာကလည်းပေါ့နော်ဆရာကြီးဒီအင်ဝါခေတ်ကြမှာတစုတဝေးတယ်ပေါ့နော်ဆရာကြီးဟုတ်ခေါ်ခဲ့တယ်လို့သိရပါတယ်ဆရာကြီးဟုတ်ကဲ့ဆရာအဲ့တမိုင်းကျောင်းဆိုင်ရာလေးကိုလည်းရှင်းပြပေးပါအောင်ဆရာခေါ်ဝော်နေနေကတော့ပန်းဆယ်မျိုးလို့ခေါ်တာကအင်ဝါခေတ်မှာခေါ်ခဲ့တာပေါ့ခေါ်ခဲ့တယ်ဆိုတာအင်ဝါခေတ်မှာခေါ်ခဲ့တယ်ဆိုတဲ့အထောက်အထား ရတာပေါ့နော်အဲ့ဒါကတော့ဒီအင်ဝါခေဒုတိယအင်ဝါခေနောင်ရန်ခေရဲ့အခန်းကြီးရှင်ကုမာရကတ္တဗာရဲ့ဓမ္မရာသီပြုတ်ထဲမှာပါတော့အဲ့ဒီဓမ္မရာသီပြုတ်ထဲမှာတော့ပန်းစင်မြေပညာရကိုတစုတဝေးလေးခေါ်ထားတာရှိတယ်သူ့ရဲ့စောတဲ့စာပေအထောက်ထားပန်းစင်မြေပညာရကိုဒီစာတပိုက်ထဲမှာရေးထားတာတော့မရှိသေးတဲ့အတွက်အရင်တော့ခေါ်မယ်မခေါ်မယ်တော့ကျွန်တော်သိကြမပြောနိုင်ဘူးဒါပေမဲ့ရှိခဲ့တယ်ဆိုတာတော့သိပါတယ်ဟုတ်ပါကျွန်တော်တို့ မြန်မာနိုင်ငံရဲ့အစိုးရရင်ကျေမှုခေတ်ကပြုခေတ်မှာဒီပန်းချိန်ကြီးတွေတည်ရှိခဲ့တယ်ဆိုတော့ရှင်းကြရတဲ့အထောက်အထားတွေရှိတယ်။ဗကန်ခေတ်မှာဆိုရင်တော့ပန်းချိန်မျိုးပညာရတဲ့ဟာဒီပြလိုက်တဲ့မှာကိုအကုန်ပြထားတဲ့နဲ့အခြေအနေရှိတဲ့အတွက်ရှိခဲ့တယ်။ရှိခဲ့ပေမဲ့ပန်းချိန်မျိုးလို့စာနဲ့ပေနဲ့မှတ်တမ်းတင်ခဲ့ရတော့ရောခေတ် ဟုတ်ကဲ့ဆိုင်ဆိုင်ဒီပေါ့နော်ပန်းစင်မျိုးဖြစ်တဲ့ဘဲတိန်တင်းတော့ပူရံမော့အမှတ်လို့ပုချေရွန်ဆိုတဲ့ပန်းစင်မျိုးတွေမှာပေါ့နော်ဆိုင်ဒီဗန်ဒမော့ဆိုတဲ့ပညာရက်မှာဆိုလို့ရှိရင်ဆိုင်ဒီတမောဟာပေါ့နော်မွန်ဘာသာစကားလို့သိရပါတယ်ဆိုင်အဲ့ခါကျဆိုင်ဒီပညာရက်ကပေါ့နော်ဆိုင်ဝန်လူမျိုးတွေစီကရခဲ့တာလားဒါမှမဟုတ်ဘလူမျိုးလဲဆိုတာလေးကိုလည်းဆိုင်ရှင်းပြပေးပါအောင်ရှင်ဟုတ်ကဲ့အဲ့ဒါကတော့လူမျိုးရေးလဲပါနေတော့ကျွန်တော်တို့ကပြောရမှာနည်းနည်းတော့ဟိုပါပေါ့နော်စဉ်းစားပြောရမှာပေါ့ပန်းစင်မျိုးပညာရှင်တွေ အပြင်ဒီ handicraft ပညာရှင်တွေကကျွန်တော်တို့နိုင်ငံမှာယူခိကြရရှိတယ်ဗကန်ခေမှာလည်းထွန်းတောက်ဆုံးဖြစ်တယ်ထွန်းတောက်ဆုံးဖြစ်တော့အဲ့ဒီပညာရတ်တွေဘဝဓာတ်တွေကတော်တော်များများဟာရှင်းအောင်ပေါ်ရနာပေါ်ရနာဆိုတော့ကုကိလူတွေမတုံနဲ့ရှင်းအောင်မြန်မာကြီးတွေတုံနေတဲ့ဘဝဓာတ်ဖြစ်တယ်ပန်းစင်မျိုးတွေမှာဗဘဲဆိုတာလည်းပေါ်ရနာပဲဗဒိန်ဆိုတာလည်းပေါ်ရနာပဲဗဘူးဆိုတာလည်းပေါ်ရနာပဲအကုန်လုံးကမြန်မာရှင်းအောင်ဟောရတာ တခုပဲမြမဝါတာမရှိတယ်အဲ့ဒါကဘန်တမော့ပညာတမော့ဆိုတာမွန်ဝါတာအနေနဲ့ပြောမယ်ဆိုရင်သူကကြောက်လို့ပြောတာအဲ့ကြောက်လို့ကြောက်စိတ်ပညာလို့ခေါ်မယ်စားဒီဘန်တမော့ပညာလို့စာပေထဲမှာရေးတာဒါပေမဲ့အရခေါ်မှာတော့ဒါကြောက်စိတ်လုံကကြောက်ဆက်လုံကခြေတော်ကြောက်ဆက်လို့ခေါ်တယ်နောက်ပိုင်းရောက်တော့ကြောက်စိတ်လို့ခေါ်တယ်အဲ့တော့ဘာသာမူပညာရတွေကို မတန်းတင်တဲ့ဇာပိပညာရှင်ကတော့သူကခေါ်လို့လဲကောင်းတယ်ခေလဲစားနေတဲ့မွန်စကလုံးကိုယူထားခဲ့တဲ့အတွက်ဇာပိမှာကြံခဲ့တယ်တကယ်ပန်းဒီကြောက်စိတ်လုပ်နေတဲ့ပညာရှင်တွေသူတို့ကသူတို့မင်းဗာပညာရှင်လဲလို့ပြောတယ်တော်တော်များများကျွန်တော်အဲ့ဒီစကလုံးကိုကျွန်တော်အရင်နှုံးနေရတယ်စိတ်ဝင်စားတဲ့အတွက်မေးကြည့်တော့ဆရာကြီးတို့ဗာပညာရှင်လဲလို့ကျွန်တော်တို့အမှန်ပဲငါတို့ကြောက်စိတ်ပညာရှင်မဟုတ်ပါဘူးအဲ့လိုပြောတဲ့အတွက်တကယ်တမ်းကတော့ ဒါဟိုပါပေါ့ခေစားတဲ့ဝေါ်ဟာတာပေါ့ဘယ်အချိန်မှခေစားလဲဆိုတော့ပကံခေမှာခေစားနေတဲ့ဝေါ်ဟာတာဖြစ်တဲ့အတွက်ရှင်ဟောင်းမြန်မာကြောက်စစ်ဆိုတဲ့သကလုံးဥစားပို့ပြီးတော့ခေါ်ရတာလွယ်တဲ့လူတိုင်းရဲ့နှုတ်မှာလည်းနှုတ်ကျိုးနေတဲ့ပညာရဖြစ်တဲ့အတွက်အင်ဝခေမှတ်တာမှာပန္တမောပညာလို့ပါတော့ပြောမယ်ဆိုရင်တော့ကြောက်စစ်ပညာ